ရီစားဟောင်းတွေကိုတိန်းတထောင်နီးပါးအန်းခဲ့ပေမဲ့လက်ရှိမှာစီးပွားရေးအရှုံးပေါ်မလို့ဖြစ်နေရတဲ့ Cherry Tin New Line New Line cherry အတင်းကတော့လက်ရှိစော်ဓာတွေထက်မှဆိုရင်ခက်ဟော့ဟော့လဲနေတတ်တယ်လို့ကောင်လေးတွေလည်းဝိုင်းဝိုင်းလည်နေတာပါကောင်လေးတွေအပေါ်မှာဆိုရင်လည်းအချစ်ရောမြစ်တာတွေပါပုံအပ်ပေးတတ်ပါတယ်ဒါအပြင်ရီးစားကလည်းများတယ်လို့မကြခနဆိုတယ်လို့ပြက်သွားတတ်တာပါချွဲပြစ်လာတဲ့အချစ်သချင်းလေးတွေကိုတီဆိုဖို့အတွက်ကုန်ချမ်းရှာတဲ့အနေနဲ့ကောင်လေးတွေကိုတွဲဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ cherry အတင်းကသာကောင်လေးတွေကိုအံပီးရင်အန်းထတာဖြစ်ပါတယ် cherry အတင်းကသူနဲ့တွဲတဲ့ကောင်လေးတွေကို ဆိုရင်စေတနာတွေမေတ္တာတွေရှန်ထွက်နေတတ်ပါတယ်ဒါကြအောင်မှုလဲတက်နိုင်သည်မရှာသည်မအန်းနေတက်ပါတယ်အခုလက်ရှိအချိန်ထိထားသည်မရီစားဟောင်းကိုချယ်ရီအသင်းကသာအန်းခဲ့ပြီးအန်းခဲ့တဲ့ပမာဏကလည်းမနှဲလာပါဘူးရီစားဟောင်းအလုံးကို 3000နီးပါးအထိကို အန်းခဲ့တာဆိုပြီးအန်းတက်တဲ့မမဖြစ်ကြောင်းကိုထုတ်ပြောလာခဲ့ပါတယ် new line new line new line အမ်ဘိုအတွက်ကိုလည်း cherry အသင်းကအလုပ်တွေအရန်စူးစမ်းပါတယ်။တချင်းဆိုတဲ့အချိန်မှာလည်း ွဲတိုင်းလက်ခံကရှာဖွေတာပါပွဲငှားသမျှလိုက်ကပရိသတ်အကြိုက်ဖြစ်အောင်အကမျိုးစုံဝိစုံမျိုးစုံနဲ့ဖြောပြေကအောင်မြင်တဲ့သူဖြစ်အောင်စူးစမ်းခဲ့ပါတယ်။ဒါ့အပြင်ခုနောက်ပိုင်းမှာ Cherry အသင်းကကိုပိုင်စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကင်လို့နေပါပြီ။ကိုပိုင်စီးပွားရေးအနေနဲ့ Cherry အသင်းကအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကိုလုပ်ကင်နေတာပါ။အင်ချမ်းမြေတွေကိုဝယ်ယူထားကအနေငယ်ပြုပြင်ပြီးပြန်လည်ရောင်းချတာပါ။သူမနဲ့ လေအရန်ကိုအကျိုးပေးတဲ့အတွက်ရောင်းသမျှအင်ချမ်းမြေတွေကထွက်နေခဲ့ပါတယ်။ဒါကြောင့်မို့လဲတချင်းတွေဆိုရင်တစ်ဖက်ကနေအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကိုလုတ်ကင်လို့နေတာပါဒါပေမဲ့အခုလက်တလောမှာတော့ Cherry တင်းရဲ့အင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကထင်သလောက်အလုံးမဖြစ်နေပါဘူး။သူမအနေနဲ့အင်ချမ်းမြေကွက်တွေကိုအချိန်တစ်ခုငွေခံကာကြိုးပမ်းထားခဲ့ပါတယ်။ အခုလက်ရှိမှသာပြန်ရောင်းနေတာဖြစ်ပြီးရောင်းလဲထွက်ပါတယ်။ Cherry အသင်းရဲ့အပြောကောင်းက နေရာကောင်းတွေသာပိုင်ဆိုင်ထားတဲ့အတွက်အကွက်တွေက ရောင်းထွက်ပါတယ်။ဒါပေမဲ့ထင်းတလောက်ဈေးကမမြတ်။လိုက်ပါဘူး။အကြောင်းရင်းကတော့ cherry အသင်းကအစောကြီးရောက်မိသွားတာကြောင့်ပါမမယောင်းပေးသွားမှသာအကွက်တွေကဈေးတက်သွားတဲ့အတွက်အမျက်ကတိတ်မကြံလှပါဘူးတစ်ချိန်လုံးကကောင်လေးတွေကိုတိန်းတစ်ထောင်ကျော်အန်းခဲ့ပေမဲ့လက်ရှိမှာတော့အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကရှုံးပေါ်မလို့ဖြစ်နေရလို့ cherry အသင်းကစိတ်ညစ်နေရတာပါတိန်းတစ်ထောင်လောက်အန်းနိုင်တဲ့အထိ cherry အသင်းကချမ်းသာတာလားဆိုပြီးတချို့ကလည်းအန်အိုးတင့်နေကြပါတယ် ချယ်ရီတင်းဟာနောက်ခံအင်အားတောင့်တင်းသူမဟုတ်ပေမဲ့အမှုပညာလုံးလုံးရင်ချမ်းသာကြွယ်ဝလာသူဖြစ်ပါတယ်။မိဘတွေကိုလည်းအိမ်ပိုင်နဲ့နေနိုင်အောင်ထောက်ပံ့ပေးနိုင်ခဲ့သလိုလိုအပ်တာတွေအားလုံးကိုလည်းသူမကသာထောက်ပံ့ပေးနေတာပါ။အိမ်ချန်ပီယံလုပ်ငန်းကအဆင်မပြေရင်လည်းချယ်ရီအတင်းကအခြားလူတွေကိုလုံနေအောင်မှာဖြစ်ပါတယ်။ချယ်ရီအတင်းကအချစ်တွေကိုစိတ်ကုန်နေတဲ့အချိန်ဆိုအပြိုကြီးလုပ်ဖို့ဆုံးဖြတ်ထားတာမို့သူမကိုယ်တိုင်အသုံးဖြုံးဖို့ငွေတွေလည်းကြိုတင်စုနေရပါတယ်။ အန်းကျင်တိုင်းအန်းကကိုးခြေတော့ပေါ်ကိုရက်တီနေနိုင်တဲ့ချယ်ရီအတင်။ဟိုအားကြတဲ့သူတွေကလည်းများလို့နေတာပါ။ပရိသတ်ကြီးရောချယ်ရီတင်းလို့ရီးစားဟောင်းတွေကိုတိန်းတထောင်အထိအန်ပူးကြလားဆိုတာကိုမတ်မှပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။